ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တေတန်လာဒီမီ channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့သူရှုံးနေနေတဲ့တောအတွင်းမှာသူ့ကိုကောင်းကောင်းလှောင်ပြောင်းထားတဲ့ middleweight dance champion ခမ်းသက်ရှီမာရဲ့ကိုတချိန်ကသူ့အနေနဲ့ level ညပြမယ်ဆိုပြီးကြုံရလိုက်တဲ့ညမာပရိသတ်ရဲ့အချစ်တော်ကြီး Ryan Tedder ရဲ့အကြောင်းအကိုတင်ဆက်ပေးချင်တာဖြစ်ပါတယ်ခင်ဗျာ one championship နှစ်တောက်ပိုင်း champion ဟောင်းကြီး Ryan Tedder ကတော့ UFC မှာလုံတိုင်းဖြစ်နေခဲ့တာပါ တော့ပဲမဲ့နောက်ဆုံးထုတ်သက်ခဲ့တဲ့ပွဲမှာ Brandon Allen ကို share coin နဲ့ရှုံးပေးခဲ့ရပါတယ်။အဲ့ဒီပွဲကလည်းပြောစရာကြီးအများကြီးကြံခဲ့တဲ့ပွဲချမ်းတစ်ပွဲဖြစ်ပါတယ်။ Ryan Davidson ကပထမအခြေတစ်ချီလုံးမှာအသာစီးယူပြီးကစားနိုင်ခဲ့ပေမယ့်ဒုတိယအခြေတတိယအခြေနဲ့သရုပ်ထအခြေတွေမှာတော့ဘာမှကိုလုံးမပြနိုင်ခဲ့တာပါ။ Brandon Allen ကပဲတောက်လျှောက်အပေါ်စီးကနေဖိအားပေးပြီးထိုးတက်နေခဲ့တာပါ။အဲ့ဒါနဲ့နောက်ဆုံးအခြေရောက်ခံဒီမှာ Ryan Davidson ကပွဲကိုဆက်ပြီးထိုးတက်နိုင်ခြင်းမရှိတော့ပါဘူး။ဒါကြောင့်သူ့ရဲ့ corner က ပွဲကိုရပ်တန့်ခဲ့ပါတယ်။နီးပြဖြစ်သူတွေကပွဲကိုရပ်တန့်ခဲ့တယ်လို့ Ryanair Twitter ကပြောဆိုထားပါတယ်။ဒါကြောင့်မလို့ Ryanair Twitter Brandon Allen ကိုဆက်ပြီးထိုးသက်ခြင်းမရှိတော့ဘဲအချက်အကျဉ်းတွေရှုံးပေးခဲ့ရပါတယ်။ Ryanair Twitter ဒီလိုမျိုးပွဲချိန်တွေမှာအရှုံးပေးတတ်တယ်ဆိုပြီးပြည်သက်တွေကဝေဖန်ထောက်ပြကြပါတယ်။ One Championship မှာထိုးခဲ့တဲ့ပွဲမှာတော့လည်း Malikin ကိုဒီလိုပုံစံနဲ့ပဲရှုံးပေးခဲ့တာမှာဒါကို UFC ပြည်သက်တွေကထိုးပြကြပါတယ်။ Ryanair Twitter ကလည်းသူ့အနေနဲ့ပထမအချိန်မှာပဲလက်ကျိုးသွားတယ်ဆိုတဲ့အကြောင်း သူ့မှာလည်းဒဏ်ရာပြဿနာတွေရှိနေခဲ့တဲ့ဆိုတဲ့အကြောင်းနဲ့တနေ့တွင်မှာငါးဘွဲ့တီရင်ဆိုင်ထိုးတက်ခဲ့ရတာဖြစ်တဲ့အကြောင်းတွေကိုလည်း Runner Trader ကထုတ်ဖော်ပြောဆိုသွားပါတယ်။ဒါပေမဲ့ Trader အလုံးကတော့ဒါဒီယာအကြောင်းပြချက်သက်သက်ဆိုပြီးထင်မှတ်နေကြတာပါ။ Rainier Trader ကိုဆိုပါရှုံးမွေးကြောင့်ပြည့်ရည်ပြုတ်ကြတဲ့တဲမှာပြည်သက်တည်တည်သာမကပါဘူး UFC Middleweight တန်းက Fighter ပေါင်းများစွာကလည်း Rainier ကိုလှောင်ပြောင်ခဲ့ကြတာပါအဲ့ဒီတဲမှာအဆိုးဆုံးကတော့လက်ရှိ Middleweight တန်း Champion Khamzat Chimaev ဖြစ်ပါတယ် Hamlet Shimayev က Rania Derrida ကိုအဲ့ဒီပွဲပြီးခဲ့တဲ့ကတကယ်ကိုအသုံးမချတဲ့ကောင်အဆင်မရှိဘဲနဲ့အရှုံးပေးလိုက်တဲ့အရှက်မရှိတဲ့ကောင်စသဖြင့်ပုံစံဘောင်းဆောင်တဲ့သူဝေဖန်တာဖြစ်ပါတယ်ဒီလိုဝေဖန်တာကလည်းအကြောင်းရင်းပေါင်းများစွာရှိပါတယ် Rania Derrida က UFC မှာတုတ်တိုင်းဖြစ်နေတဲ့အချိန်တုန်းက Hamlet Shimayev ကို level ညှင်းပြမယ်ဆိုပြီးခဏခဏကိုထုတ်ပေါ်ပြောဆိုလေ့ကျင့်တာပါဒါ리고ခမ်းဇက်ကတေးကြမှတ်တာပြီးအခုလို့ရိုင်းနီယာရှုံးမွေးကြုံလိုက်တဲ့ချိန်မှာလဲတောက်လျှောက်ကိုလှောင်ပြောင်ပြည့်ရပြူတာဖြစ်ပါတယ် ရိုင်းနီယာဒရတာကလည်းရှုံးနေမိမဲ့ငြိမ်းနေတတ်တဲ့ fighter မျိုးတော့မဟုတ်ပါဘူး။ Netherlands Lossi ကသူ့အနေနဲ့အကောင်းဆုံးပုံစံနဲ့လာအောင်မှဖြစ်တဲ့အကြောင်းအရှိမသူ့အနေနဲ့အနာယူမှုတွေလှုပ်ဆောင်နေမှဖြစ်ပြီးအကောင်းဆုံးပြန်လဲခြင်းပဲပြီးရင်တော့သူ့အနေနဲ့ UFC Middleweight Champion ခပတ်ကြီးကိုရအောင်ရှုပြမယ့်အကြောင်းလည်းကြုံသွားထားပါသေးတယ်။လက်ရှိ Middleweight Champion Khamzat Chimaev ကိုလည်း သူ့ကိုလောင်ပြောင်ထားတဲ့အတွက်လက်စားချေပြမယ်အကြောင်းသူ့အနေနဲ့ကမ်လရှမာကိုရင်းနှက်ချုံနဲ့ရအောင်ပွဲသိမ်းပြမယ်ဆိုတဲ့အကြောင်းကိုလည်း Ryanair Director ကထပ်မံလေ့ကျင့်ထားပါသေးတယ်။ Ryanair Director ကတော့ဘလောက်ဒီရှုံးမွေးတွေကြုံနေပါသေးလေ့ကျင့်တာကိုလုံးဝမလျှော့တဲ့ Fighter တယောက်ဖြစ်ပါတယ်။ဒါကြောင့်မလို့ Ryanair ကတော့သူ့ထုံးစံတိုင်းပဲစကလုံးတိုက်ပွဲတွေဆင်နွှဲလျက်ရှိနေပါတယ်ခင်ဗျာ။ ်ပရိုင်နီယာဒေဗီတာလက်ရှိချိန်မှာတော့ဒီသားစုနဲ့တူအနားယူမှုတွေလှုပ်ဆောင်လျက်ရှိနေပါတယ်။သူအနေနဲ့ပွဲဆက်တွေတောက်လျှောက်ထိုးထားတာဖြစ်တဲ့ကြောင့်မလို့ခန္ဓာကိုယ်ကအနားယူမှုတွေလိုအပ်နေပါတယ်။ဒါကြောင့်ရိုင်းယာဒေဗီတာကလက်ရှိမှာအနားယူနေတာကိုကျွန်တော်တို့ကတွေ့ရပါတယ်ခင်ဗျာ။ ယ် UFC ကတော့သူ့ကိုဘယ်အချိန်မှပြန်ပွဲပေးမလဲဆိုရလေကျွန်တော်တို့ကဆက်လက်ဆောင်ကြည့်တွားကြရမှာပါ Ryanair Twitter က Brandon Allen နဲ့မထူးခင်တော့မေဝေချင်း ranking တမချက်အဆင့်ဒီနေရာမှာရက်တည်ခဲ့တဲ့ fighter ဖြစ်ပါလေဒါပေမဲ့ Brandon Allen ကိုရှုံးနိုင်ပြီးတင်မှာတော့ Ryanair Twitter ကအဆင့်တမချက်၈နေရာအထိကိုရောက်ရှိလာခဲ့ပါတယ်တော်တော်လေးကိုအောက်ချသွားတယ်လို့ပဲပြောရမှာပါ Ryanair Twitter ကဘယ်လောက်ထိလုပ်ပြနိုင်အောင်မလဲဆိုတာတော့စောင့်ကြည့်ရမှာပါ ူကြုံမထားသလိုကမ်ဇရှိမယက်ကိုပွဲသိမ်းပြပါနိုင်အောင်မလားဆိုတာတော့စောင့်ကြည့်သွားကြရှာမှာပါ QFC မှာမီဒယ်ဝိတ်တန်းချန်ပီယံခွဲကြီးကိုမှန်းဆနေတဲ့ရိုင်းနီယာတဝိတာတယောက်ခမနာနီကက်တဲ့လက်တကန်အလိုရောက်မှပြုတ်ကျသွားတယ်တော့စိတ်မကောင်းဖြစ်မိပါတယ်သူပေမဲ့ပြန်လဲစူးစမ်းရင်ဘာမှမဆိုဖြစ်လာနိုင်သေးတဲ့ဖြစ်တဲ့ကြောင့်မလို့စိတ်မလျှော့ပဲစူးစမ်းဖို့ကအရေးကြီးပါတယ်ခင်ဗျာရိုင်းနီယာတဝိတာပြနေအင်လန်နဲ့ပွဲပြီးမှသူ့အနေနဲ့လုံးဝအားရှုံသွားမှာမဟုတ်တဲ့အကြောင်း ရှောင်းစကရက်ကလန်နဲ့ထိုးသက်ခြင်းတဲ့အကြောင်းလဲစိန်ခေါ်ထားပါသေးတယ်။ promotion ဘက်ကဘလို့တွေပွဲတဲ့ပေးအောင်လဲဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာ။ပေးတဲ့ဒီနေ့ရော Ryanair တို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးဘလို့ထင်မျိုးစားမိပါသလဲ။ပြီးပြီးထင်မျိုးစားချက်လေးတွေလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာ။ဒီကနေ့တော့တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။အမေနေဒီမှာလဲ MMM လောကနဲ့အကစားလောကကနောက်ဆုံးအစီအစဉ်တွေကောင်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲတာရဲ့ပြေရှင်ပဲကောင်းတဲ့နေ့လေးတစ်နေ့ကိုဖိုင်ဆိုင်နေကြပါစေ။